နေပြည်တော်ခေတ်သစ်သတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးလျက်ရှိပါတယ်ပထမအဦးဆုံးသတင်းတစ်ပုဒ်အနေနဲ့ ရောင်ရီရေတပ်ဌာနချုပ်ဤတိုက်ပွဲပြင်းထန်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။အေအန်စစ်ကောင်စီဒရုန်းတိုက်ပွဲဆင်နွှဲနေရလို့သိရပါရယ်။ကြောက်ပြူမျိုးနယ်မှာတညဝရီရေတပ်ဌာနချုပ်ဤဦးကင်းစင်ရွာကိုဝင်ရောက်မိရှုတဲ့စစ်ကောင်စီစစ်ကြောင်းကိုအာရခတပ်တော်အေကတိုက်ခိုက်ပြီးရဲ့နောက်ပိုင်းစစ်ကောင်စီတပ်ပြန်ဆုတ်ခွာသွားပြီးဒရုန်းများပြန်လည်တုံးပြီးတိုက်ပွဲဖြစ်ပွားနေပါရယ်။စစ်ကောင်စီစစ်ကြောင်းကမလ6ရက်မနက်ပိုင်းမှာဦးကင်းကျေးရွာကိုဝင်ရောက်လာခြင်းဖြစ်ပြီးအဲ့ဒီစစ်ကြောင်းကိုအေအေကလာရောက်တိုက်ခိုက်သွားတယ်လို့ကြောက်ပြူမျိုးကန်သတင်းရင်းမြစ်တွေကပြောပါရယ်။ဦးကင်း တိုက်ပွဲလဲတော်တော်ပြင်းထန်နေရွာကိုလေးကျောင်းကနေအရှင်ဖြစ်ပြီးမြေပြင်ကလည်းစစ်ကြောင်းဝင်လာတာအေးကလာတိုက်တော့စစ်ကောင်စီဘက်က30လောက်တည်နေကြတယ်အလောင်းတွေထားခဲ့ပြီးပြန်ဆုတ်သွားတယ်ဒါပေမဲ့အခုကတညဝရီကာကင်းတွေကိုအင်းအေးတိုက်နေပြီးနှစ်ဖက်စလုံးကဒရုန်းနေနဲ့ချနေတယ်လို့အဆိုပါဒေသခံကပြောပါတယ်တညဝရီရေတပ်ဌာနချုပ်နဲ့သုံးမိုင်ကန်ကွာမှရှိတဲ့ဥကင်းရွာနဲ့အင်ဂျီ190ကန်ရှိပါတယ်မလာ6ရက်မနက်ကစစ်ကောင်စီလေးကျောင်းတိုက်ခိုက်မှုနဲ့မြေပြင်မှာလည်းမိရှုဖြစ်စီတာကြောင့်နေအများစုမိလောင်ပြစီသွားပါတယ်တ ိုက်ပွဲကဥကင်းရွာပြင်ကြက်တိန်တောင်းစီမော် ကလဘာတောင်ချင်းရွာတို့မှာလည်းဖြစ်ပွားနေပါတယ်။အင်းအီရဲ့ကြောက်ဖြူမျိုးတိတ်တပ်ပွဲကပုံမပြင်းထန်လာတယ်လို့ဒေသခံတွေကပြောပါတယ်။မလ9ရက်ကလည်းစစ်ကောင်စီကနေကြောင်းမှာတိုက်ခတ်ခဲ့ပါတယ်။အဆိုပါရွာတွေမှာဒေသခံတွေကပြီးခဲ့တဲ့ဖေဖော်ဝါရီလကစပြီးကြောက်ဖြူမျိုးပေါ်နဲ့အနီးပတ်ဝန်းကျင်ချင်းရွာတွေမှာတိမ်းရှောင်နေကြပါတယ်။အခုဖြစ်နေတာကကြောက်ဖြူမျိုးနဲ့ခုနမိုင်ကန်အကွာမှာဖြစ်နေတာမျိုးပေါ်ကတော့စောင့်ကြည့်အခြေအနေရှိပါတယ်လို့မျိုးကန်တုံးကဆိုပါတယ်။ကြောက်ဖြူမျိုးမှာတညရီရေးတက်စကန်ကိုအာရခတတော်ရင်ကဖေဖော်ဝါရီ22ရက်မှာစတင်တိုက်ခတ်ပြီးရဲ့နောက်ပိုင်း ိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေပါတယ်။တိုက်ပွဲပြင်းထန်နေစဉ်ပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်းကတရုတ်နိုင်ငံကြီးတပ်ဖွဲ့ဝင်တချို့လေကြောင်းမှရောက်ရှိလာပါတယ်။ ကြာပြူမျိုးမှာတရုတ်နိုင်ငံပိုင်း CITIC Group ကုမ္ပဏီနဲ့မြန်မာအစိုးရအကောင့်ထဲပေါ်နေတဲ့အတူစီးပွားရေးစုံနဲ့ရှင်နဲ့စက္ကန်စီမံကိန်းရှိပါတယ်။အဲ့ဒီစီမံကိန်းနေရာတွေမှာတရုတ်လုံခြုံရေးတပ်ဖွဲ့ဝင်များကလုံခြုံရေးယူထားကြောင်းမြို့ကန်သတင်းအချက်အမြစ်တွေကပြောပါတယ်။တရုတ်နဲ့စက္ကန်စီကအကျိုးတူပူးပေါင်းတဲ့လုံခြုံရေးကုမ္ပဏီတိဆောက်ဖို့လုပ်ငန်းကော်မတီကို2024နိုဝင်ဘာလမှာတည်ထောင်ပြီးတဲ့နောက်ကြာပြူမျိုးရှိတရုတ်စီမံကိန်းများလုံခြုံရေးဖွဲ့ကိုဖွဲ့စည်းခဲ့ပါတယ်။အဲ့ဒီဖွဲ့ကိုကြာပြူအတူစီးပွားရေးစုံစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌဘိုဂျိုဂျိုဂျို ော်ရွှေထွန်းဦးဆောင်ပြီးတရုတ် CIDIC Group ကုမ္ပဏီမှတာဝန်ရှိသူများတရုတ်လုံခြုံရေးဖွဲ့ဝင်များပါဝင်ကြောင်းသိရပါတယ်။ဆက်လက်ပြီးသဘောထားမြင်ဆိုတဲ့ဆောင်းပါးတင်ဆက်ပေးပါမယ်။ဒီတိုင်းပြီးမှဖက်စစ်အကြမ်းဖက်စစ်အုပ်စုအဆက်ဆက်ကပြည်တွင်းမှာရောနိုင်ငံတကာကိုပါနှစ်ပေါင်းများစွာဖျက်ခဲ့တဲ့ဝါရမိုင်းကြီးကထိုးဆက်ကြီးတစ်ခုရှိပါတယ်။အဲ့ဒီထိုးဆက်တနည်းချင်းကတော့ဒီလိုပါ ဒီတိုင်းပြည်ကသူတို့အစိုးတမတော်ကြောင့်သာတည်ငြိမ်တည်တံ့ခိုင်မြဲနေတာဖြစ်ပါတယ်တမတော်သားမရှိရင်တိုင်းရင်းသားလူမျိုးတွေအချင်းချင်းတွန်လိုင်းလက်နက်ကင်တပ်ဖွဲ့တွေအချင်းချင်းထခြားပြီးတော့တိုင်းပြည်ကကနောင်းကသိန်းပယုတ်ပရက်ဖြစ်နေမှတည်ကြတယ်တိုင်းပြည်ကပြိုကွဲချိနေနိုင်ငံဖြစ်မှတည်ကြတယ်အဲ့ဒီအချိန်ကြမှာဒီတိုင်းပြည်ကမျောလင်းကြက်မဲ့အနာဂတ်မဲ့ပြီးလုံခြုံရေးနဲ့တည်ငြိမ်ရေးရတကဘာလုံးကိုဒုက္ခကြီးကျယ်ပြီးမြေတကယ်ပြည်ထနာအရှုပ်ထုတ်နိုင်ငံတစ်ခုဖြစ်လာမယ်မြန်မာပြည်ရဲ့နိုင်ငံရေးတော်လိုင်းအင်အားစုဆိုတာတွေကလည်း ပင်နေရောတခါမှ အမှန်တကယ်စူးစီညညွတ်ခဲ့တာမဟုတ်ပါဘူး။ရှောင်းဆောင်တပုံဆိုတဲ့ခေတောင်ရှိခဲ့သေးတယ်။အချင်းချင်းအဲ့လိုမညညွတ်တဲ့အပြင်ထားချနေတဲ့အတွက်ဒီနိုင်ငံမှာတော်လိုင်းအင်အားစုတွေဘက်ကတမန်တော်ကိုအမြင့်ဖြတ်အနိုင်ယူဖို့ဆိုတာကလည်းဘယ်တော့မှဖြစ်လာမှာမဟုတ်ပါဘူး။အခုຫນွေဦးတော်လိုင်းကလည်းထုံနီး၎င်းပဲဖြစ်မှာပါ။ဒါကြောင့်သူတို့တမန်တော်သားတိုင်းပြည်ရဲ့မျှော်လင့်ချက်တမန်တော်ကမြန်မာနိုင်ငံအတွက်မရှိမဖြစ်တမန်တော်ပြုတ်ကွဲလို့မဖြစ်တမန်တော်ကြာဆုံးလို့မဖြစ်စသဖြင့်ဘလာဘလာဘလာပေါ့ကြောင့်စေအုပ်စုရဲ့ဒီချင်းနဲ့ဒီထိုးဆက်ကိုပြည်ရင်းမှလည်းတကယ်ယုံကြည်တဲ့အင်အားစုအချို့အခိုင်အမာရှိ တယ်။နိုင်ငံတကာအတိုင်းဝိုင်းမှာလည်းဒီလိုထိုးစပ်ကိုလက်ခံယူကြည်ကြတာတွေအတော်ရှိတယ်။အထူးသဖြင့်တရုတ်ရုရှားအာဆီယံနိုင်ငံအချို့ပါဝင်ဥရောပနိုင်ငံတွေတောင်ပါတယ်။ပြောရရင်ဒီအတိုင်းယုံကြည်တဲ့ပညာရှင်လို့ဆို သူဆိုရှိသလိုအမေရိကန်နိုင်ငံမှာတော့ဒါကိုလက်ခံယုံကြည်တဲ့နိုင်ငံအင်အားစုတွေအများကြီးရှိတယ်။ကျွန်တော်တို့အခုပြည်သူ့နေဦးတော်လိုင်းရင်ကြီးကဆေးအုပ်စုရဲ့ဒီထိုးဆက်ကိုအတိုင်းအတာတစ်ခုတည်းအခြေပြနိုင်ခဲ့တယ်။တော်လိုင်းအင်အားစုတွေညီညွတ်တဲ့ဗမာပါဝင်တိုင်းရင်းသားလူမျိုးတွေကလည်းစူးစီးကြတယ်ဆိုတာကိုအပြော်မဟုတ်အလုံးနဲ့သက်သေပြနိုင်ခဲ့တယ်။ဒီအတွက်၅နှစ်တာဒီတော်လိုင်းခီးချမ်းမှာစည်ရင်းနိုင်ငံရဲ့ရလတ်တွေကလည်းထွက်တဲ့တလို့ ထွက်ခဲ့တယ်။ဒါပေမဲ့ပန်းနိုင်တော့မရောက်သေးပါဘူး။သွားမယ့်ခင်ကဝေးသေးတယ်။အခုလိုနောက်ခံအခြေအနေမျိုးမှပြအခုနောက်ပိုင်းပူပူကြားလာတဲ့သတင်းစိုးတချို့ကြောင့်ကျွန်တော်တို့ပြည်သူတွေအစိုးရပူပန်မှုတွေအထွတ်ထိပ်ရောက်လာပြန်ပါတယ်။ဒါကတော့တိုင်းပြည်ရဲ့အရှိမြောက်ဒေသဘက်မှာကချင်း KIO KIA တအောင် BSLF DNL ကိုကန် MNDAE ရှမ်း SSBB SSA အစရှိတဲ့တော်လိုင်းတပ်ဖွဲ့တွေအကြားအချင်းချင်းမလိုလားအပ်တဲ့ပေါ်တိုင်မှုတွေပဋိပက္ခတွေဖြစ်ပွားနေတဲ့သတင်းမှာဒီသတင်းတွေကိုတိုင်းပြည်လုံးကရှင်တမမနဲ့စောင့်ကြည့်နေရပါတယ်။တကယ်လဲစိုးရိမ် င်နေကြပါတယ်။ဒီတော်လိုင်းအဖွဲ့ကြီးတွေရဲ့ခေါင်းဆောင်တွေဆိုတာကစီးရီးနိုင်ငံကြီးနှစ်ပေါင်းများစွာအတွေ့အကြုံရှိကြတဲ့ဝါရင်တပိုင်းရဲ့ပုံကိုကြီးတွေဖြစ်ပါတယ်။ကျွန်တော်တို့အတွက်ဆိုလဲတော်လိုင်းနိုင်ငံကြီးရလေးစားအပ်တဲ့တင်းစရာ၊မြင်းစရာ၊ကြားစရာစီနီယာကြီးတွေဖြစ်ပါတယ်။ဒီခေါင်းဆောင်ကြီးတွေအနေနဲ့လက်တလောဒီဖြစ်စဉ်တွေကိုအသည့်တတိဉဏ်ပညာကြီးကြီးနဲ့အကောင်ဆုံးစီမံခန့်ခွဲဖြည့်ရှင်းနိုင်ကြလိမ့်မယ်လို့ကျွန်တော်တို့မျှော်လင့်ဆုတောင်းနေပါတယ်။လွန်ခဲ့တဲ့ကာလတစ်ခုအဆိုချင်းပြည်နယ်မှာလည်းစီစီနဲ့ ICNCC CB ဆိုပြီးအောက်စုနဲ့စုကွဲနေတာမျိုးရှိနေခဲ့ပါတယ်။အချင်းချင်းကြားကြိပောက်ကြသွေးထွက်တန်ရုံဖြစ်တဲ့အထိပုတ်တိုက်မှုတွေဖြစ်တဲ့လောက်ဖြစ်ခဲ့တယ်။ဒါပေမဲ့အခုတော့ဒါကိုတလုံးတစီနဲ့ပြန်လည်စုစည်းကညီညွတ်ရေးတည်ဆောက်နိုင်ခဲ့ကြပြီလို့သိရတဲ့အတွက်လည်းတနိုင်ငံလုံးကအထူးဝါသပီးတင်ပြရပါတယ်။ထို့အတူတောင်ပိုင်းမှာ KTL နဲ့ KNL ဆိုပြီးကရင်အချင်းချင်းကြားနောင်ချင်းပလီနေကြတဲ့သတင်းတွေလည်းမကြမကြားကြားနေရတော့အတော်လေးစိတ်ပူပါပြန်ပါတယ်။အလားတူပဲကျွန်တော်တို့အညာမြေပြန့်တခွင်မှာလည်းမောင်မင်းကြီးသား PDF က်များပါတုံးလုံးများလူကဲများကြားအချင်းချင်းခြားနေကြတယ်နှက်ကြတယ်၊ကွဲကြတယ်၊ပြဲကြတယ်ဟေ့ဆိုရင်ပြည်သူကအလွန်ပဲစိတ်ပြေရပါတယ်အားငြိရပါတယ်ကျွန်တော်တို့တိုင်းပြည်ကတိုင်းရင်းသားလူမျိုးချို့ကြမှာအချင်းချင်းညှိနှိုင်းဖြည့်ရှင်ရမယ်အကြောင်းအရာတချို့ရှိတယ်ဆိုတာအားလုံးကနားလည်ကြပါတယ်ဥပမာနေမြေပိုင်နဲ့ဆိုင်ရာအငင်းပွားမှုတမိုင်းစာပြီးဟင်ချင်းမှုဆိုင်ရာကိစ္စများဒါပေမဲ့ဗျဒီကိစ္စရက်တွေကမိတ်ဆွေမိဖက်အချင်းချင်းကြားကမိဖက်ဗတ္တိပက္ခတွေပါအင်အားသုံးဖြည့်ရှင်ကြဖို့မဟုတ်ဘူးလို့ပဲမြင်မိပါတယ်ဒါအပြင်ဒီလိုကိစ္စတွေကလည်းအမျိုးသား ိုင်းဆိုင်ရာကိစ္စတွေဖြစ်လို့တမိုင်းကြောင်ရရှိလျားထွေပြပြီးတိမ်မွေလာပါတယ်အချိန်ယူညီနိုင်ဖြည့်ရှင်းကြလိမ့်မယ်လို့ထင်ပါတယ်အခုလိုအချိန်မှာသက်ဆိုင်ရာတွန်လိုင်းဖွဲ့စည်းတွေအလိုက်ဗဟုဗဟုချင်းတိုက်ရိုက်ဆက်သွယ်ကြစကားပြောကြညီနိုင်ကြဒီလိုအချင်းချင်းကြကပို့တိုက်မှုတွေကိုအချိန်မီထိန်းချုပ်ကိုင်တွယ်စီမံကြဖို့တိတ်လိုအန်နေပါပြီးအချိန်မီမှအဆုတ်သက်သာပါလိမ့်မယ် ။နောက်ပြီးဒီလိုတိမ်မွေးလာတဲ့ကိစ္စရပ်တွေကိုအခုလိုအကဲဆက်လာတဲ့တော်လိုင်းကာလာခေါ်ဂျားကာလာမှာအင်အားအသုံးပြုကြပြီးအပီးတိုင်းတထိုင်နဲ့ဖြည့်ရှင်းဖို့မကြိုးစားသင့်သေးဘူးလို့ရှုမြင်ပါတယ်။ပုံရံသူဖြစ်တဲ့အာနာရှင်စနစ်စိုးကြီးမရှိတော့တဲ့အချိန်မှာမိတ်ဆွေညီနောင်တွေဖြစ်ကြတာနဲ့ညီစပွန်ဝိုင်းမှာဆွေးနွေးညီနိုင်အပြေရှာတင်ပါတယ်။နောက်ဆုံးလိုအပ်လာရင်သက်ဆိုင်ရာနယ်မြေလိုက်မီတင်းနေထိုင်ကြတဲ့ပြည်သူသဘောထားကိုရယူပြီးဆောင်ရွက်တင်တယ်လို့အကြံပြုလိုပါတယ်။ အကျုံအပြင်တင်ပြလိုတာကကျွန်တော်တို့တော်လိုင်းအင်အားစုတွေအနေနဲ့ရန်သူစေအုပ်စုနှစ်ပေါင်းများစွာဖြန့်ခဲ့တဲ့ဝါရမိုင်းထိုးဆက်ကတကယ်မှန်ကန်ကြောင်းကိုရီကိုရိုင်းကတသက်တည်မပြမိကြဘူးအတူရေးကြည့်ပါတယ်ဒီလိုဆက်လုပ်နေကြမယ်ဆိုရင်တော့ဒီကဘာမှာကိုထက်မှန်မဲတဲ့သူရှိမှာတော့မဟုတ်ဘူးလို့ဆိုကြမှာကြောင်းအိုဘက်တော်လိုင်းရဲဘော်ရဲဘက်အပေါင်းတို့ပုံရံသူကိုသာတိုက်ခိုက်ကြလောပုံပန်းတိုင်ကိုသာရှေးရှုကြလောအာနာရှင်စနစ်ဟုသမျှမုတ်ချရှုံးရမည်ဖက်ဒရယ်ဒီမိုကရေစီပြည်တော်စုမုတ်ချတည်ဆောက်နိုင်ရမည်အရေးတော်ပုံအောင် 也迷路上班，忙是大差话哩。嗯嗯嗯 ဆလဘီငဆုံမျိုးနဲ့ထောတာရွာရှိစစ်တပ်အထိုင်စခန်းကိုဒရုန်းနဲ့ပုံကျဲတိုက်ခိုက်မှုစစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံမှုရှိရဲ့ကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းငဆုံမျိုးနဲ့ထောတာရွာရှိအကြမ်းဖက်စစ်တပ်အထိုင်စခန်းကိုဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ရာစစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံမှုရှိကြောင်း925ပျောက်ကြားဖွဲ့ငဆုံမှတာဝန်ရှိသူတအုပ်ကပြောပါရယ်။မန္လာ6ရက်နေ့မနက်7:00နာရီကမှငဆုံမျိုးနဲ့ထောတာချင်းရွာမှာအင်အား90ခန်းနဲ့အထိုင်ချတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုတော်လိုင်းတပ်ဖွဲ့တွေကဒရုန်းနဲ့ပုံတိသုံးလုံး ြင်းချတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းအကြံပတ်စစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုရှိတော်လဲအရေးအတွက်ကိုအတိမပြုနိုင်သေးကြောင်းတော်လိုင်းတပ်ဖွဲ့ဝင်များထိခိုက်မရှိပြန်လဲဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။စစ်ခွေးနဲ့ပြူခွေးအင်အား90လောက်ထိုင်ချထားတဲ့စခန်းကိုတိုက်ခိုက်တာ Face Rain Drone နဲ့စီးနဲ့ပုံသီးသုံးလုံးကျဲချတိုက်ခိုက်ခဲ့တဲ့စစ်ခွေးနဲ့ပြူခွေးအထိခိုက်ဒေဆုံးမှုများတယ်လို့သိရတယ်။အကောင်ကြီးအတိကြတော့မသိရသေးပါဘူးလို့925ပျောက်ကြားတပ်ဖွဲ့ငစုံမှတာဝန်ရှိသူတောက်ကပြောပါတယ်။အဆိုပါတိုက်ခိုက်မှုကို925ပျော ောက်ကြားပွဲငဇုံငဇုံမျိုးနေပါကပါအေယာမဘွေပျောက်ကြားပွဲ Fight for Freedom Drone ပွဲနေဆေးရရှင်မျိုးဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်အစုံမျိုးနဲ့အတွင်းအကြံဘတ်စစ်တပ်ကပြည်သူတွေကိုပြစ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေတာကြောင့်ပြည်သူများအနေနဲ့လေကြောင်းအသည့်တတိရှိစွာနေထိုင်ကြဖို့925ပျောက်ကြားဖွင့်ငစုံကအသည့်ပြီးနှိုးဆော်ထားတယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။